မိတ်ဆွေများအားလုံးမင်္ဂလာပါနိုင်ငံရေးချုပ်ထွေးမှုကိုအသုံးချပြီးတော့မှလူငယ်တွေကိုလမ်းမရောက်အောင်ပို့ခဲ့ကြတဲ့လူတွေအကြောင်းကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီးလနဲ့ ဖြည့်ချင်းဖို့နိုင်ငံရေးတမန်အချို့တွေကအဆိုပြုခဲ့ကြတယ်နော်ဒါပေမဲ့နိုင်ငံရေးပြဿနာကိုဖန်တီးတဲ့သူတွေကဒီပြဿနာကိုဖြည့်ချင်းဖို့အတွက်ရှောင်လွဲခဲ့ကြတာနောက်ပြီးကျတော့သူတို့ကိုယ်တိုင်ကဒီပြဿနာကိုရှောင်လွဲတယ်ပြီးရင်လူငယ်တွေကိုနှီးမျိုးစုံနဲ့ဆွဲသွင်းခဲ့ကြတယ်နှီးမျိုးစုံနဲ့စီယုံပြီးတော့မှသူတို့တင်းသွင်းခဲ့တာပေါ့နော် ပြီးတော့ဒီနိုင်ငံချုပ်ထွေးမှုကနေပြီးတော့မှလက်နဲ့ကင်လာတဲ့အထိလူငယ်တွေကိုစီယုံသိမ်းသွင်းတယ်ပြီးရင်လူငယ်တွေရဲ့လှုပ်ဆောင်ချက်တွေကို အကြောင်းပြပြီးတော့မှအလူခံတယ်နော်နိုင်ငံကိုယ့်ရဲ့နိုင်ငံကိုအလုံးစုံပြတ်သုံးအောင်ပြတ်စည်းအောင်အမျိုးမျိုးလှုပ်ဆော်ပြီးတော့မှဒီနိုင်ငံကြီးပြဿနာဖြစ်လာအောင်ဖန်တီးလှုပ်ယူနေဖန်တီးလှုပ်ယူနေတဲ့သူတွေကပဲ နော်သူတို့ရရှိထားတဲ့အလူငွေတွေ ਨੇ ဒီတတရားနိုင်ငံကိုနော်နိုင်ငံသားကိုအထွက်ခွာနိုင်ငံသားကိုဘယ်လိုပြောရမလဲထွက်ခွာတာမဟုတ်ထွက်ပြေးတယ်ပေါ့နိုင်ငံသားကိုထွက်ပြေးပြီးနေကြတယ်ဒါလူငယ်တွေကိုသူတို့အသုံးချတယ်လူငယ်တွေကိုလက်နက်ကန်နဲ့ထဲ့တယ်ဘင်းလက်နက်ကန်သောတဲ့လူငယ်တွေကိုပဲအကြောင်းပြပြီးတော့မှလူခံတယ်လူခံပြီးတော့ရတဲ့လူခံရတဲ့ငွေနဲ့နိုင်ငံသားကိုထွက်ပြေးတယ် နော်ဒီကောင်နေလုံးဆောင်ချက်ကဒါကျွန်တော်တို့လူငယ်တချို့လူငယ်လည်းတိကောင်းတိမှာပါမတိတဲ့လူငယ်လည်းရှိမှာပါနော်အဲ့တော့ဒီနိုင်ငံတစ်ခုကိုဟိုတိဆောက်ထားတာစနစ်နဲ့တိဆောက်ထားတာနော်ဥပမာပြရင်ကျွန်တော်တို့ကလွတ်တော်နိုင်ငံကြီးဖြစ်လာခဲ့လေဟုတ်တယ်မလားအဒီနိုင်ငံကြီးလွတ်တော်နိုင်ငံကြီးရှိလာပြီဆိုရင်နိုင်ငံရဲ့အရေးတွေကိုစီမံခန့်ခွဲမင်းပြောဆိုမဲ့တိုင်ပင်ကြမယ်ဒါလွတ်တော်တဲ့ကနေပြီးတော့မှထွက်လာတယ်လေဟုတ်တယ်မလားအဲ့တော့ကိုယ်နိုင်ငံကို ဒီကောင်းစားဖို့အတွက်ကလူတော်နိုင်ငံရေးပေါ်ပေါက်လာပြီးတဲ့နောက်မှာမကောင်းတဲ့စနစ်တွေကိုပြုတ်ပြင်ဖို့အတွက်ဒီဥသိမ်းစိန်အစိုးရလက်ထက်ကနေစပြီးတော့မှဟိုပြုတ်ပြင်ဆောင်ရွက်ခဲ့ကြတယ်ဒါကတော့လူထုခက်မြများကတိပါလိမ့်မယ်ကျွန်တော်ဒီလိုပြောလို့ဟိုဘက်ဒီဘက်နေလို့မဟုတ်ကိုယ့်နိုင်ငံကိုချစ်လို့ပြောတာနော်ဥသိမ်းစိန်အစိုးရလက်ထက်တုန်းကဆိုရင်ကောင်းတဲ့တလောက်ကောင်းနေပြီဒါပေမဲ့ နောက်တက်လာတဲ့ဒီ NLD အစိုးရကဥသိမ်းစိန်တည်ဆောက်ထားတဲ့ဒီလူထုအကျိုးပြုလုပ်ငန်းတွေကိုသူတို့ကဆက်မလုပ်ဆက်မလုပ်ပဲတဲ့လွတ်တော်ထဲမှာပဲနိုင်ငံရေးကလဲစားရှေ့ဖို့နဲ့ပဲအချိန်ကုန်သွားတာနော်လွတ်တော်ထဲမှာပြောမယ်ဆိုရင်အမျိုးသားအာပြန်လည်တင်းမြဲရေးကိစ္စတွေကိုသူတို့မဆောင်ရွက်ဘူးသူတို့ကအဓိကတမတော်ကိုတိုက်ခိုက်တယ်25ရခိုင်နှုန်းကိုအဓိကပြောပြီးတော့မှအသာပြီးပြီးတော့မှတိုက်ခိုက်တယ်အဓိကတော့တမတော်ကိုသူတို့ကတိုက်ခိုက်တယ်ပေါ့ အဲ့တော့အဲ့ဒီ25ရာခိုင်နှုန်းထက်တခြားကိစ္စတွေလှုပ်ဆောင်မဲ့ကိစ္စတွေအများကြီးရှိတယ်ဦးသိန်းစိန်လက်ထက်မှာချောချောချူချူလှုပ်နေတဲ့ကိစ္စတွေအများကြီးရှိတယ်လူထုအကျိုးပြုလုပ်ငန်းတွေလုပ်နေအဲ့ဒီလုပ်ငန်းတွေသူတို့ဆက်မလုပ်ပဲနဲ့နေနိုင်ငံရေးကလဲစားချေဖို့ပဲသူတို့ကစ조사တယ်လူတော်ထက်မှာလဲအာနိုင်ငံရေးကလဲစားတွေရှိတယ်အပြင်ဘက်ကနေလဲဒီအာနာကျင့်သုံးတဲ့နေရာမှာလဲဟိုနိုင်ငံရေးကလဲစားချေဖို့ပဲစဉ်းစားတယ် ။ဘာကြောင့်အဲ့လိုပြောလဲဆိုရင်တို့ရအတချိန်တခါတော့ငါချစ်ဆက်ချစ်ရေးကင်းတဲ့မှာလဲပါကောင်းပါနိုင်တဲ့လူတွေအဲရှိတယ်ပေါ့နော်။အဲ့ဒီလူတွေက NLD လက်ထက်မှာဟိုလူကြီးတော့ဖြစ်တာဟိုအာနာအာပါဝါရှိတဲ့လူဖြစ်လာတော့တို့ကရရှိတဲ့အာနာနဲ့အခွင့်ကောင်းယူပြီးတော့မှတချိန်တခါတော့တို့ခံခဲ့ရတဲ့ဟိုခန်းစားချက်တွေကိုအကြောင်းပြပြီးတော့မှနိုင်ငံရေးကလဲစားလောက်တာနိုင်ငံရေးကလဲစားရှေ့တာလို့ခေါ်တယ်ဒါမျိုးကအဲ့ဒါနဲ့တို့ကအချိန်ကုန်သွားတယ်နော် အဲ့တော့ဒီနိုင်ငံကြီးကလေးစားချေတာဥပဒေပေါင်ကနေပဲလေသူတို့အမျိုးမျိုးစ조사စ조사တယ်ဒါပေမဲ့မအောင်မြင်ဥပဒေပေါင်ဆိုတာသူတို့2008အောက်မှာလေသူတို့ကဟိုအစိုးရဖွဲ့ခဲ့တယ်အစိုးရတက်တမ်းလေသူတို့ဟို9နှစ်လုံးလုံးသူတို့ဟိုကောင်းကောင်းမွန်မွန်သူတို့နေနေခဲ့ရတယ်ချမ်းသာခဲ့ရတယ်အများကြီးသူတို့အကျိုးကိစ္စတွေသူတို့လုပ်တယ်เนาะဒါဥပဒေပေါင်နဲ့နေသူတို့နိုင်ငံကြီးကလေးစားတွေရှင်းနေတယ်ဒါပေမဲ့ ဥပဒေပေါင်းတဲ့အားနဲ့တို့မနိုင်တဲ့ခါကျတော့ဘာကြီးလှုပ်လာလဲဆိုတော့မဲလိမ့်တဲ့ကိစ္စတွေဖြစ်လာတယ်မဲလိမ့်တဲ့ကိစ္စဆိုရင်တို့မဖြေချင်းဘူးမဖြေချင်းတဲ့အပြင်လူငယ်တွေကိုဆွဲထည့်တာလူငယ်တွေကိုလက်နဲ့ကင်ခိုင်းတယ်လူငယ်တွေကိုအာလက်နဲ့ကင်ပြီးတော့မှတော်လန်ခိုင်းတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကနေပြီးတော့မှခြေကနေထွက်တိုက်တာတော့မဟုတ်ဘူးเนาะလူငယ်တွေကိုသူတို့ကထိုးကျွေးတာเนาะပြန်သုံးသက်ကြည့်ပါကျွန်တော်ဒီလိုပြောတာဟုတ်မို့ကိုယ်ပြန်သုံးသက်ကြည့်เนาะပြီးရင် ဒီနိုင်ငံရဲ့အာဏာကိုရယူသုံးစွဲခဲ့ကြသူတွေက NLD အစိုးရကိုယ်စားလှယ်တွေအများစုအဖြစ်ပြီးတော့ဒီနိုင်ငံရေးကလဲစားရှေ့တာလဲအဲ့ဒီ NLD တဲ့ကဟိုလူတချို့တွေဖြစ်နေတယ်เนาะအဲ့တော့ဒါပေမဲ့နိုင်ငံရဲ့အာဏာနိုင်ငံရဲ့ပါဝါတွေကိုအခံစားဆန်စားခဲ့ရတဲ့ဒီ NLD အစိုးရဝင်တချို့ကိုယ်စားလှယ်တချို့တွေကသူတို့တွေက ကိုတိုင်ကနေကောင်းမွန်အောင်မလုပ်ပဲနဲ့နော်ကြုံရတဲ့ပြဿနာကိုမဖြေရှင်းပဲနဲ့ဘာမှမစီမဆိုင်တဲ့လူငယ်တွေကပဲသူတို့အတုံးချပြီးတော့မှအခုလူငယ်တွေဆိုရင်အသက်တွေစသေးရတယ်ပြီးရင်လူငယ်တွေကိုနှီးမျိုးစုံနဲ့အတုံးချသွားတာနိုင်ငံအတွက်လူငယ်တွေကအရမ်းနှမျိုးဖို့ကောင်းတယ်အမှန်ဒီနိုင်ငံရဲ့အချုပ်အခြာအာဏာတွေကိုဆုံးဖြတ်ပိုင်ခွင့်လည်းမရှိနော်ပြီးရင်အာနိုင်ငံရဲ့ဟိုအဟိုဘယ်လိုပြောမလဲ အာနာပါဝါကိုခွဲယူကျင့်သုံးတဲ့နေရာမှာလေဒီလူငယ်တွေမပါဘူးဒါပေမဲ့လူငယ်တွေကစီယုံတင်းတင်းချင်းခံရပြတဲ့နောက်မှာအလကားတက်တဲ့အတုံးချခံဖြစ်ပြီးတော့နိုင်ငံအတွက်အရန်ကိုနှမျောစရာကောင်းတယ်နော်လူငယ်တွေအများကြီးတည်ဆုံးသွားတာနိုင်ငံအတွက်ကအများကြီးဆိုးကြိုးဖြစ်စေတယ် เนาะဒီနိုင်ငံကြီးကလဲစားရှည်နေတဲ့ကောင်တွေကနိုင်ငံခြားမှာထွက်ပြေးပြီးတော့မှသူတို့ကလူရထွက်ပြေးပြီးတော့မှတေကန်နီနေပြီတေကန်နီနေကိုသူတို့ကထွက်ပြေးရင်လူငယ်တွေကိုစတေးသွားတာအရင်နှမျောဖို့ကောင်းတယ်ကျွန်တော်တို့လူငယ်เนาะဒါနိုင်ငံကြီးပြဿနာကိုနိုင်ငံရေးနဲ့နိုင်ငံကြီးနီးလားနဲ့သူတို့ကမဖြေချင်းမဲ့နဲ့ခုဆိုရင်၄နှစ်ကျော်လာပြီ၄နှစ်ကျော်လာတဲ့အထိအဲဒီတော့သိမှာပြည်သူတွေပြည်သူတွေလည်းများစွာဒုက္ခရောက်တယ်ပြီးအသက်အိုးအိမ်စည်းစိမ်တွေလည်းအများကြီးဆုံးချုံနှိမ့်နာသွားတယ် เนาะပြီးရင်လူငယ်တွေနေ့တိုင်းတည်ရတယ်အဆုံးထိပါဝင်မယ်လို့អော်ခဲ့တဲ့သူတွေနိုင်ငံခြားရောက်သွားပြီเนาะအရေးတော်ကိုအောင်နေပြီဆိုတဲ့កောင်းနေရလဲအကုန်လုံးအခုစိနှုတ်ထွက်ကုန်ပြီနော်သူတို့ရဲ့ NUG အစိုးရမကောင်းတဲ့အကြောင်းတွေပြောလာပြီးသူတို့အလူခံတယ်အလူခံရတဲ့ငွေတွေလွဲသုံးစားလုပ်တယ်လို့ပြောလာပြီးတော့အကြောင်းမျိုးမျိုးပြောပြီးတော့မှသူတို့ကဟိုနှုတ်ထွက်တယ်နှုတ်ထွက်ကုန်တယ်ဒါပေမဲ့တည်ဆုံသွားတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေနော်ပျက်စီးသွားတဲ့ပြည်သူတွေရဲ့အိုးအိမ်တွေ ပြီးတော့တေဆုံးပြောတဲ့ကျွန်တော်ရဲ့ပြည်သူလူထုတွေဘသူမှတာဝန်မယူနော်ဒါတွေကတော့ကျွန်တော်တင်ကန်းစာယူဖို့အရန်ကောင်းနေပါပြီနော်ကျွန်တော်တို့လူငယ်တွေအားလုံးကိုယ့်ရဲ့နိုင်ငံကိုကိုရှစ်တယ်ဆိုလို့ချင်းနိုင်ငံဒီနိုင်ငံတစ်ခုမှတည်ဆောက်ထားတာစနစ်နဲ့တည်ဆောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်နိုင်ငံကောင်းဖို့ကိုယ့်နိုင်ငံတိုးတက်ဖို့เนาะကောင်းမွန်တဲ့စနစ်ဖြစ်လာဖို့ဆိုလို့ချင်းကျွန်တော်တို့စနစ်နဲ့ပဲပြန်ပြန်မှဖြစ်ပါတယ် เนาะအဲ့တော့ကျွန်တော်တို့လူငယ်တွေဟာဒီအဖွဲ့အစည်းတစ်ခုပြီးရင်လူတစုရဲ့အတုံးချမှုတွေမခံရဖို့ကျွန်တော်တို့အားလုံးเนาะဒီလေးနှစ်အတောအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးသင်ခန်းစာယူပြီးတော့မှာအကောင်းဆုံးကိုယ့်ရဲ့နိုင်ငံကိုရှင်းမြန်းလို့ကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်